မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အန်ဟာသူ့ရဲ့နျူကလ িয়ার လက်နက်နဲ့တိုက်ချင်းပစ်ပယ်ထိန်တုံးကြီးစမ်းသပ်မှုတွေနဲ့ကမ္ဘာအယုံဆိုင်မှုကိုမကြာခဏရယူလေရှိပါတယ်။ဒါ့ပြင်ဒီတစ်ခါမှာတော့ကင်ဂျွန်အန်ဟာဒုံးကြီးဒါမှမဟုတ်ဒုံးပြန်စမ်းသပ်ချက်အောင်မြင်မှုတွေနဲ့မဟုတ်ပဲသူ့ရဲ့အသည့်ဆက်ဆက်ဖြတ်သိမ်းမောကြီးနဲ့နစ်မြုပ်မှုနဲ့အတူသတင်းထဲမှာပါဝင်လာခဲ့ပါတယ်။မြောက်ကိုရီးယားကကြီးမားတဲ့အင်အားကိုထုတ်ဖော်ပြသဖို့ပြင်ဆင်နေတဲ့ဒီစစ်သိမ်းမောကြီးဟာချောင်ချန်ဒီသိမ်းမောကြီးမှာပဲ ခေါင်းဆောင်ရဲ့မျက်စိရှိတဲ့မမျော်လင့်ပဲမတော်တဆမှုတစ်ခုနဲ့တိမ်ဆောင်နှိမ့်မြုပ်သွားခဲ့ပါတယ်။ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ဂျိုဒူပုံရိပ်တွေမီဒီယာကိုထုတ်ပြန်လိုက်တဲ့အခါပျုံယန်အစိုးရအတွက်တော့ကမ္ဘာအမြင်မှာတော်တော်လေးအရှက်ရစေခဲ့ပါတယ်။ဒါဆိုရင်ဘာကြောင့်ဒီလိုစိတ်ပြတ်စရာကောင်းတဲ့ဖြစ်ရပ်မျိုးဖြစ်ပေါ်လာခဲ့တာလဲ။နောက်ကိုရီးယားရေတပ်ရဲ့အခြေအနေကဘယ်လိုလဲ။ဒီဖြစ်ရက်ကရုရှားနဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုကောလာဟလာရီပေါ်ဘလို့ရိုက်ခတ်မှုတွေရှိမလဲ နောက်ပြီးအလားတူမတော်တဆမှုတွေနောက်မှရောထပ်မံဖြစ်ပွားနိုင်သေးလားဒီမေးခွန်းတွေအားလုံးကိုကြည်ကြဲပြန့်ပြန့်သုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြောက်ကိုရီးယားမီဒီယာတွေက2025ခုနှစ်မေလမှာစစ်သင်းမော့အစ်ကြီးတစဉ်အဆင့်သင်းဖြစ်ပြီလို့ကြေညာခဲ့ပူပါတယ်ဒီသင်းမော့ကိုပျုံယန်းရဲ့ဝါရဖြန့်ချီရေးအစီအစဉ်ရဲ့တစိတ်တစ်ပိုင်းအနေနဲ့တင်ပြဖို့အစီအစဉ်ထားခဲ့တာပါဒီသင်းမော့ကိုဖြတ်သင်းမော့ဖြစ်အစကတည်းကသတ်မှတ်ခဲ့တာဟုတ်မဟုတ်ပြင်ပရင်းမြစ်တွေကနေရှင်းရှင်းလင်းလင်းအတည်ပြုချက်မရှိခဲ့ပေမဲ့ နိုင်ငံပိုင်ရေးမြစ်တွေကတော့ခင်ဗျစစ်သင်းမောကြီးဖြစ်မြင့်တင်ပြောဆိုခဲ့ကြပါတယ်။မီဒီယာတွေရဲ့ဖော်ပြချက်အရကင်ဂျုံအန်ဟာသင်းမောရဲ့ပထမဆုံးရေးချမှုဒါမှမဟုတ်စမ်းသပ်မှုအဆင့်တွေကိုကိုရိုင်းကြီးတက်ဖို့စိတ်ကမ်းကိုတွားရောက်ခဲ့ပါတယ်။ဒါပေမဲ့ဂုံယူစရာတွေပြည့်နှက်နေမယ်လို့ယူဆထားတဲ့ဒီပွဲကြီးဟာမထင်မှတ်တဲ့ပုံစံမျိုးနဲ့အဆုံးသတ်သွားခဲ့ပါတယ်။တရားဝင်ထုတ်ပြန်ချက်တွေမှာအသေးစိတ်အချက်အလက်တွေနှဲပါပေမဲ့နိုင်ငံတကာမီဒီယာတွေကိုမျှဝေခဲ့တဲ့ဂျိုဒူပုံရိပ်တွေကတော့ တင်းမောဟာရေချနေစဉ်ဒါမှမဟုတ်စိတ်ကန်းဒီမှာပင်လေပြင်ဆန်းသတ်မှုတွေလှုပ်ဆောင်နေစဉ်မှာဟန်ချက်ပြတ်ပြီးလုံးဝမှောက်သွားခဲ့ကြောင်းပြသနေပါတယ်။ကျေပြန့်တဲ့ကိုယ်တဲ့ဒီဇိုင်းကြောင့်တတိပြုမိတဲ့ဒီဖြတ်တင်းမောဟာရေဝင်မှုမတည်ငြိမ်မှုဒါမှမဟုတ်အောက်ခြေပိုင်းတွေမှာဒီဇိုင်းချိုးရိမ်မှုစတဲ့ဤပညာပိုင်းဆိုင်ရာပြဿနာတွေကြုံတွေ့ခဲ့ရနိုင်တယ်လို့ထင်ကြေးပေးမှုတွေပေါ်ပေါက်ခဲ့ပါတယ်။ကမ္ဘာသတင်းအေဂျင်စီတွေကိုပေါက်ကြားလာတဲ့ဂျူဒူတပ်ပုံတွေနဲ့စိတ်ကမ်းပတ်ဝန်းကျင်မှာတိတ်တဆိတ်ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်တချို့မှာ သင်းမောဟာရေပေါ်မှာပေါ်နေရမယ့်အစားတဝက်နီးပါးရေအောက်ကိုနစ်မြုပ်နေတာကိုတွေ့ရပါတယ်။အခမ်းအနားကဗီဒီယိုဖိုင်တွေမရရှိခဲ့တဲ့ပြုံရဲမီဒီယာတွေကတော့ဒီမတော်တဆမှုနဲ့ပတ်သက်ပြီးတိတ်ဆိတ်နေခဲ့ပါတယ်။ဒါဟာပြုံရဲအစိုးရအတွက်အရှက်ရစရာတစ်ခုဖြစ်အတိတ်ပဲဖွင့်ဆိုခံနေရပါတယ်။ကင်ဂျုံအန်ရဲ့ဒေါ်သားကတော့အထူးဆန်းမဟုတ်ပါဘူး။ AB နဲ့ CNN ရင်းမြစ်တွေရဲ့ဖော်ပြချက်အရကင်ဂျုံအန်ဟာဒီမတော်တဆမှုမှာ အလွန်အမင်းဒေါသထွက်နေခဲ့ပြီးတော့စုံစမ်းစစ်ဆေးဖို့အမိန့်ပေးခဲ့တယ်လို့ဆိုပါတယ်။မြောက်ကိုရီးယားရဲ့တရားဝင်သတင်းအေဂျင်စီ KCNA ဟာပုံမှန်အားဖြင့်ခေါင်းဆောင်ရဲ့လှုပ်ရှားမှုအလုံးကိုတောက်ပတဲ့စကားလုံးတွေနဲ့ကြေညာလေးရှိပေမဲ့ဒီကိစ္စမှာတော့တိတိတသားတိတ်ဆိတ်နေခဲ့ပါတယ်။ဒီတိတ်ဆိတ်မှုကိုချိုးဖြတ်ခဲ့သူကတော့ကင်ဂျုံအန်ကိုယ်တိုင်ပါပဲ။မြောက်ကိုရီးယားခေါင်းဆောင်ဟာဒါဟာရိုးရိုးပေါ်ဆမှုနဲ့တာဝန်မဲမှုကြောင့်ခွင့်မပြုနိုင်တဲ့ကြီးမားတဲ့ဆိုးရတဲ့မတော်တဆမှုတစ်ခုဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။ ဒီဖြတ်သိမ်းမှုကိုအလင်းမြန်ပြန်လည်ပြင်ဆင်မှုကလက်တွေ့ကြတဲ့ပြဿနာသာမကမြောက်ကိုရီးယားရဲ့ကမ္ဘာအမြင်မှာပုံရိပ်ကိုပါထိခိုက်စေမဲ့နိုင်ငံရေးပြဿနာတစ်ခုလည်းဖြစ်တယ်လို့သူကထပ်လောင်းပြောကြားခဲ့ပါတယ်။ဒီဖြစ်ပျက်ကိုပြင်ပကမ္ဘာကြီးစီပြန့်နှံ့သွားစေခဲ့တဲ့ဂျူရုပုံရိပ်တွေကပြုံယန်းကိုဆိုးရွားတဲ့အခြေအနေမှာရောက်ရှိစေခဲ့တာကြောင့်လဲကင်ဂျုံအန်တယောက်ဒေါသငယ်ထိတ်တက်ဆောင်နေမှာသိကြသလောက်ပါပဲ။မြောက်ကိုရီးယားရဲ့စစ်ရေးအင်အားတိုးချဲ့လာမှုတွေနဲ့တူ2025ခုနှစ်ရဲ့စစ်ရင်အားကိုတခါတည်းလေ့လာကြည့်လိုက်ရအောင်ပါ။ မြောက်ကိုရီးယားမှာတပ်ဖွဲ့ဝင်အင်အားကအခုအချိန်မှတွင်1.2တန်းလောက်ရှိနေပါပြီ။ဒါဟာကမ္ဘာပေါ်မှာစစ်မှုထမ်းအင်အားအများဆုံးနိုင်ငံတွေကတနိုင်ငံပါပဲ။2025ခုနှစ်မှာဒီရစ်တော့ကဆက်ရှိနေအောင်ပါပါ။နျူကလ িয়ার လက်နက်အပိုင်းမှာတော့နျူကလ িয়ার ထိပ်ဖူး60ကနေ80ထိပိုင်ဆိုင်လာနိုင်ခြေရှိပြီးအဲ့ဒီထိပ်ဖူးတွေကိုပြစ်လွတ်နိုင်တဲ့ဒုံးကြီးတွေလည်းပို့တိုးလာနိုင်ပါတယ်။ဒုံးကြီးနည်းပညာကလည်းသူတို့အတွက်အရေးကြီးတဲ့အပိုင်းမှာတိုက်ချင်းပြစ်ပယ်ထိန်ဒုံးကြီး ICBM အလက်စားပြစ်ဒုံးကြီး IRBM နဲ့ဂျင်းကုန်တင်ပေါ်ပေါ်ကနေပြစ်တဲ့ဒုံးကြီး SLBN တွေအပါအဝင်ဒုံးကြီးမျိုးမျိုးကိုဆက်ပြီးစမ်းသပ်တီထွင်နေအောင်ပါပါဒီဒုံးကြီးတွေကိုပိုတိကြအောင်ရှာဖွေရခတ်အောင်သူတို့ကြိုးစားနေကြပါတယ်တင့်ကအမြောက်ရေတက်နဲ့လေတက်သုံးရင်တွေကတော့အများကြီးရှိပေမဲ့ခင်မိမှုအားဖြစ်တော့တခြားနိုင်ငံတွေနဲ့ကွာဟချက်ရှိပါသေးတယ်ဒါပေမဲ့အရေးအတွက်များတဲ့အတွက်ပြိုင်ဘက်တွေပေါ်စိန်ခေါ်မှုတစ်ခုဖြစ်မှာပါ မြောက်ကိုရီးယားအနေနဲ့ဒီလိုမျိုးတစ်နှစ်ထက်တစ်နှစ်စင်အားချဲ့ထွင်မှုတွေပြုလုပ်ပြီးတော့ဘယ်နိုင်ငံတွေကိုစစ်ရေးအရရန်စနေတယ်လဲမြောက်ကိုရီးယားကသူတို့ရဲ့စစ်ရေးလှုပ်ရှားမှုတွေနဲ့ကြီးညာချက်တွေနဲ့ဒေတာရင်းလုံခြုံရေးကိုအမြဲလိုလိုချိန်ချောင်းနေပါတယ်အဓိကအားဖြင့်တော့ဒီနိုင်ငံတွေကိုရန်စနေတာတွေ့ရပါတယ်ပထမဆုံးအနေနဲ့သူတန်ကိုအများဆုံးခံရလေးရှိတာကတောင်ကိုရီးယားပါအိန္ဒိယနိုင်ငံလည်းဖြစ်သလိုသူတို့ရဲ့အဓိကရန်သူလို့သတ်မှတ်ထားတာပါ ိုရီးယားကျွမ်းသံမှာရှိတဲ့လက်နက်မဲ့စုံ DMZ နားမှာစစ်ရေးလှုပ်ရှားမှုတွေပြစ်ခတ်မှုတွေနဲ့နယ်စပ်ဖြတ်ကျော်တာတွေကပုံမှန်လိုလိုဖြစ်နေပါတယ်။သူတို့ရဲ့နျူကလ িয়ার စီစဉ်ကိုတောင်ကိုရီးယားကိုဖိအားပေးဖို့နဲ့နိုင်ငံရေးရည်မှန်းချက်တွေအတွက်အသုံးပြုနေပါတယ်။ American ပြည်ထောင်စုမြောက်ကိုရီးယားက American ကိုရန်သူလို့သတ်မှတ်ထားတာကတော့မငင်းနိုင်ပါဘူး။သူတို့ရဲ့ ICBM တွေနဲ့ American မျိုးကြီးတွေကိုပိတ်မှတ်ထားနိုင်ဖို့ကြိုးစားနေပါတယ်။ ်အမေရိကန်ကတောင်ကိုရီးယားနဲ့ဂျပန်ကိုကာကွယ်ရေးကတိကဝတ်တွေပေးထားတာကမြောက်ကိုရီးယားရဲ့စိုးရိမ်မှုကိုပိုတိုးစေပြီးနျူကလ িয়ার ထုတ်လုပ်မှုကိုအရှိန်မြှင့်ခိုင်းသလိုဖြစ်နေပါဗျ။ဂျပန်မြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်မှုတွေကဂျပန်ရဲ့ပင်လယ်ပြင်နယ်နိမိတ်ထဲကိုမကြာခဏကြာရောက်တက်ပါဗျ။ဂျပန်ဟာအမေရိကန်ရဲ့မဟာမိတ်ဖြစ်ပြီးဒေတာရင်းလုံခြုံရေးမှာပူပေါင်းပါဝင်တဲ့အတွက်မြောက်ကိုရီးယားရဲ့ပြစ်မှတ်တစ်ခုဖြစ်နေပါဗျ။2025ခုနှစ်မှာမြောက်ကိုရီးယားရဲ့စစ်ရေးအင်အားကပိုပြီးတောင့်တင်းလာနိုင်ပါဗျ။ အထူးသဖြင့်နျူကလ িয়ার နဲ့ဒုံးကျည်နည်းပညာတွေမှာတိုးတက်မှုတွေမြင်လာရမှာပါသူတို့ကဒေတာတွေမှာစစ်ရေးတင်းမာမှုတွေကိုဆက်လုပ်နေမှာဖြစ်ပြီးတောင်ကိုရီးယားအမေရိကန်နဲ့ဂျပန်တို့ကိုဖိအားတွေဆက်ပေးနေပါလိမ့်မယ်ဒီရန်စားမှုတွေဟာသူတို့ရဲ့နျူကလ িয়ার လက်နက်အစီအစဉ်ကိုဖျက်သိမ်းနိုင်ဖို့နိုင်ငံတကာဖိအားတွေကိုတံပြန်ဖို့သူတို့ရဲ့နိုင်ငံရေးစနစ်ကိုဆက်ထိန်းထားဖို့နဲ့စီးပွားရေးပိတ်ဆို့မှုတွေကနေတက်တာခွင့်ရဖို့ရည်ရွယ်တာပါမြောက်ကိုရီးယားရဲ့လုပ်ရည်တွေဟာကိုရီးယားကျွမ်းဆွယ်နေမှာပဲ အရှိအာရှတစ်ခုလုံးရဲ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက်ကြီးမားတဲ့စိန်ခေါ်မှုတွေအဖြစ်ဆက်ရှိနေဦးမှာပါ။ဒါ့ပြင်မဲ့ဖြတ်သိမ်းမောကြီးမတော်တဆဖြစ်ပြီးနောက်မှာတော့ပျုံယန်းအစိုးရဟာဒီပြဿနာကိုဖုံးကွယ်ဖို့ကြိုးစားနေပေမဲ့ပြင်ပလေလာသူတွေကတော့မြောက်ကိုရီးယားရေတပ်မှရှိတဲ့သင်းမောကြီးအများပြားဟာလည်းဒီလိုပဲစံချိန်စံညွှန်းညံဖြင်းမှုတွေခံစားနေရတယ်လို့ဆိုပါရယ်။ဂျိုရုဓာတ်ပုံတွေဟာပျုံယန်းရဲ့ဝါဒဖြန့်ချိမှုတွေကိုအတော်လေးထိခိုက်စေခဲ့ပါရယ်။မြောက်ကိုရီးယားဟာပိတ်ထားတဲ့နိုင်ငံတကာနိုင်ငံအဖြစ်လူသိများပါရယ်။ ပြည်တွင်းမီဒီယာတွေမှာဆိုရင်အရာရာတိုင်းကိုခြုံရင်းချက်မရှိဘူးလို့ပုံဖော်ပြီးခေါင်းဆောင်ရဲ့ကြီးမြတ်မှုအကြောင်းကိုပဲဆက်လက်ပြောဆိုနေကြပါတယ်။ဒါပေမဲ့လည်းနိုင်ငံတကာသတင်းမီဒီယာတွေကိုပေါက်ကြားလာတဲ့အရေးအသွေးမြင့်ဂျေဝဒုပုံရိပ်တွေကတော့တင်းမောဟာစောင်းနေတာဒါမှမဟုတ်လုံးဝကိုနစ်မြုပ်နေတာကိုတတ်သိပြနေပါတယ်။ဒါကိုမြောက်ကိုရီးယားရဲ့ဂုံသိက္ခာထွက်ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုဖြစ်ရှုမြင်ကြပါတယ်။အလားတူပဲကင်ဂျုံအန်ရဲ့ဒေါသတကြီးတုံ့ပြန်မှုကလည်းကလကာနောက်ွယ်မှာဆွေးနွေးစရာဖြစ်နေပါဗျ။ဟုတ်ပါတယ် ဒီမတော်တဆမှုမှာလူသားချင်းစာနာထောက်ထားမှုနဲ့ပြည်တွင်းနိုင်ငံရေးကဏ္ဍတွေလည်းပါဝင်လာပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ကင်ဂျုံရဲ့ဒေါသကအကြောင်းဝင်ဖြစ်လာတာမဟုတ်ပါဘူး။မြောက်ကိုရီးယားမှာကြီးမားတဲ့စစ်ရေးပြောက်ကွက်မှုတွေအတွက်တာဝန်ရှိသူတွေကိုပြစ်ပေးလိရှိပြီးတခါတရံမှာကွက်မြတ်တာမျိုးတောင်ရှိနိုင်ပါတယ်။ဒါကြောင့်ဒီမတော်တဆမှုအတွက်တာဝန်ရှိတဲ့အရာရှိတွေအင်ဂျင်နီယာတွေဒါမှမဟုတ်လုံသမားတွေဟာပြင်းထန်တဲ့အန္တရာယ်နဲ့ရင်ဆိုင်ရနိုင်ပါတယ်။ ကင်ဂျွန်ဝမ်ဟာအစိုးရရဲ့ဂုံတိတ်ခါကိုထိခိုက်စေမှုနဲ့စွပ်စွဲပြီးအရာရှိတချို့ကိုတန့်စင်နိုင်ပါတယ်။ဒီမတော်တဆမှုအပြီးမှာမြောက်ကိုရီးယားမှာလူခွင့်ရေးချိုးဖောက်မှုတွေတိုးပွားလာမှာကိုနိုင်ငံတကာအတိုင်းအဝန်းကစိုးရိမ်နေကြပါတယ်။ Pacific ဒေသကြီးသုံးသက်ချက်နဲ့အိန္ဒိယနိုင်ငံများဤတုံ့ပြန်မှုဒီစိုးရိမ်ပူပန်မှုအပြင် Pacific ဒေသတွင်မှာလည်းဖြတ်သိမ်းမှုနဲ့ပတ်သက်တဲ့မတော်တဆမှုကိုအရေးကြီးတဲ့သုံးသက်ချက်တွေပေးနေကြပါတယ်။တောင်ကိုရီးယားနဲ့ဂျပန်မီဒီယာတွေကနေထွက်ပေါ်လာတဲ့မှတ်ချက်တွေဟာ ကင်ဂျွန်ဝမ်ကိုပို့ပြီးဒေါသထွက်စေနိုင်ပါတယ်။တောင်ကိုရီးယားမီဒီယာတွေကမြောက်ကိုရီးယားကိုဝေဖန်ခဲ့ကြပြီးသူတို့ရဲ့ခင်မိတယ်လို့ပြောဆိုနေတဲ့ရေတပ်သင်းမောတောင်ရေပေါ်မှာမတည်မြဲနိုင်ဘူးလို့ပြောဆိုနေပြီးတော့အစိုးရရဲ့စည်ရေးဝါဒဖြန့်ချီမှုတွေဟာချဲ့ကားပြောဆိုမှုတွေဖြစ်တယ်လို့ပြောပါတယ်။တချို့ကျွမ်းကျင်သူတွေကတော့တောင်ကိုရီးယားရေတပ်ဟာမြောက်ကိုရီးယားရေတပ်ထက်အများကြီးတာလွန်နေပြီလို့ဆိုပါရယ်။ဂျပန်မီဒီယာတွေကတော့မြောက်ကိုရီးယားရဲ့နျူကလ িয়ার နဲ့ပယ်ထိန်တုံးကြီးချိန်ချောက်မှုတွေကိုအနီးကပ်စောင့်ကြည့်နေပါရယ်။ ရေတိုက်အင်အားရဂျပန်ကလည်းတိတ်လှမ်းမကွာပါဘူးဂျပန်ကာဝေးရေးတိုင်းဝိုင်းကတော့ဒီမတော်တဆမှုဟာမြောက်ကိုရီးယားရဲ့ချိန်ချောက်မှုကိုမလျော့ပါစေဘူးလို့ပြောဆိုပေမဲ့သူတို့ရဲ့အချိန်လေးဘလောက်အားနည်းနေလဲဆိုတာကိုတော့ထောက်ပြနေပါတယ်အမေရိကန်ဘက်ကတော့မြောက်ကိုရီးယားရဲ့ရေတိုက်အင်အားကိုဒုတိယရေးကြီးတဲ့ကိစ္စအဖြစ်သတ်မှတ်ထားပါတယ်ဒါပေမဲ့ဘလို့စစ်ရေးမအောင်မြင်မှုမျိုးမဆိုပြုံရမ်းမှာအလေးနဲ့မထားမှာမဟုတ်ဘူးလို့လည်းအတိတ်ပဲဖွင့်ဆိုနိုင်ပါတယ် ဒါပေမဲ့လည်းအမေရိကန်ဟာမြောက်ကိုရီးယားရဲ့နျူကလ িয়ার နဲ့ဒုံးကျည်အစီအစဉ်တွေအပြင်ရေတပ်စွမ်းရည်တွေကိုလည်းဆက်လက်စောင့်ကြည့်သွားမယ်ဆိုတဲ့သတင်းစကားပေးပို့နေနိုင်ပါတယ်။ဟုတ်ပါတယ်။ဒီလိုမတော်ဆမှုမျိုးတွေဖြစ်လာတဲ့အခါမြောက်ကိုရီးယားပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေရဲ့စိုးရွားတဲ့တက်ရောက်မှုကိုလည်းမမေ့သင့်ပါဘူး။ကုလသမဂ္ဂနဲ့အမေရိကန်ရဲ့မြောက်ကိုရီးယားပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေကြောင့်စည်ရင်းနည်းပညာတွေတင်သွင်းဖို့မဖြစ်နိုင်သလောက်ဖြစ်နေပါတယ်။ ။ဒါကြောင့်ပြုံရန်အနေနဲ့သင်းမောတိဆောက်ရေးစီမံကိန်းတွေအတွက်အရေးသွေးမီပစ္စည်းတွေနဲ့ကျွမ်းကျင်မှုတွေကိုရရှိဖို့အလွန်ခက်ခဲစေပါတယ်။အရေးသွေးနိုင်တမ်းမဏိအရင်းမြစ်မလုံလောက်မှုနဲ့ခေတ်နောက်ကျနေတဲ့ဒီဇိုင်းစတဲ့အချက်တွေဟာဖြတ်သိမ်းမောနှိမ့်မှုမှာပါဝင်ခဲ့နိုင်ပါတယ်။အစိုးရကတရားမဝင်လမ်းကြောင်းတွေကနေဒါမှမဟုတ်မိတ်ဆွေနိုင်ငံတွေကနေပစ္စည်းတွေဝယ်ယူဖို့ကြိုးစားရင်တော့ဒီလမ်းကြောင်းတွေဟာထိရောက်မှုမရှိသလိုအန္တရာယ်လည်းရှိပါတယ်။ဒါဆိုရင်ဒီမတော်တဆမှုဟာနိုင်ငံတကာမှာလှောင်ပြောင်စရာဖြစ်လာပြီမြင့် မြောက်ကိုရီးယားဟာသင်းမောကြီးတွေစက်တီစားအောင်မလားပျုံယန်းဆိုရကပိုကြီးမာပြီးပိုခစ်မိတဲ့ရေတက်ကိုအိမ်မက်မက်နေရင်တော့ဒီပညာပိုင်းနဲ့စီးပွားရေးဆိုင်ရာကန့်သတ်ချက်တွေဆက်ရှိနေပါတယ်ဖြတ်သင်းမောရေချတဲ့အချိန်မှာဒီလိုဖြစ်ရဆိုမျိုးဖြစ်ပွားခဲ့မယ်ဆိုရင်လင်းရင်တင်သင်းမောလိုပုံမရှုပ်ထွေးတဲ့စီမံခန်းတွေဆိုတာဝေးလံတဲ့အိမ်မက်တစ်ခုလိုဖြစ်နေပါလိမ့်မယ်ဒါပေမဲ့အစိုးရရဲ့ဝါဒဖြန့်ချိန်မှုတွေမှာတော့မြောက်ကိုရီးယားဟာမကြခင်မှာကမ္ဘာထိပ်တန်းရေတက်တွေကတခုဖြစ်လာတော့မယ်လို့ချက်ကားပြောဆိုလို့ရှိပါတယ် မြောက်ကိုရီးယားရေတပ်မှစေရေးခက်က free gate cavadix ရင်းငုတ်သင်္ဘောငယ်လေးတွေနဲ့ဒုံးကျည်တင်သင်္ဘောတွေပါဝင်ပါတယ်။အများစုကတော့ဟောင်းနံပြီးထိမ့်သိမ့်မှုညံပြင်းတာမိပညာပိုင်းလဲခင်နောက်ကြနေပါတယ်။နင်းမြုပ်သွားတဲ့ဖြတ်သင်္ဘောစီမံကိန်းဟာခင့်မိအောင်လှုပ်ဆောင်တဲ့ကြိုးပမ်းမှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုရိုးရှင်းတဲ့အလုပ်တစ်ခုမှာတော့ချွတ်ယွင်းခဲ့မယ်ဆိုရင်သူတို့ရဲ့တခြားသင်္ဘောတွေရဲ့ကံကြမ္မာကတော့ကံတရားပုံမှာပဲမူတည်နေပါလိမ့်မယ်။ဒါကြောင့်ကိုရီးယားကျွန်းသံမှာရေတပ်ပဋိပက္ခဖြစ်လာမယ်ဆိုရင် မြောက်ကိုရီးယားသင်းမော်တွေဟာလှည့်မြန်စွာအသုံးမဝင်နိုင်တော့ပါဘူးရုရှားနဲ့စည်ရေးပူးပေါင်းဆောင်ရွက်မှုဖြစ်နိုင်ကြီးဒေါသထွက်နေတဲ့ကင်ဂျုံအန်ဟာပယ်ရင်းထုံးကြီးတွေတဲဆောင်နိုင်တဲ့သင်းမော်ပုံတွေစီပြန်ပြီးအာယုံဆိုင်လာနိုင်ပါတယ်ကင်ဂျုံအန်ဆိုးရဟာပယ်ရင်းထုံးကြီးပြစ်လွတ်နိုင်တဲ့ရေငုပ်သင်းမော်တွေတိဆောက်လို့ကြောင်းထပ်တလဲလဲပြောခဲ့ပူပါတယ် SLBM ရေငုပ်သင်းမော်ကနေပြစ်လွတ်တဲ့ပယ်ရင်းထုံးကြီးစမ်းသပ်မှုအစ်စ်တွေကိုစနစ်ပေါ်သင်းမော်ချင်းမှာလှုပ်ဆောင်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ် ခက်သိမ်းမောတည်ဆောက်မှုလိုပဲဒီစီမံကိန်းမှာလည်းဤပညာဆိုင်ရာ NDRI ပါဝင်ပါတယ်။ရင်းကုန်သိမ်းမောတွေရဲ့အောင်မြင်မှုဒါမှမဟုတ်ပြက်ကွက်မှုဟာနိုင်ငံတကာအင်အားချိန်ဝင်ရှာကိုတိုက်ရိုက်ထိခိုက်စေတဲ့အတွက်မတော်တဆမှုဒါမှမဟုတ်ပြက်ကွက်မှုတွေဟာအစိုးရရဲ့ယုံကြည်ကိုးစားမှုကိုထပ်မံထိခိုက်စေနိုင်ပါတယ်။တချို့ရဲ့အစိုးရမြောက်ကိုရီးယားဟာဒီလိုကုန်သိက္ခာထိခိုက်မှုတွေနဲ့ရင်ဆိုင်ရတဲ့မှာရေတပ်ကိုပြန်လည်တိဆောက်ဖို့အတွက်တရုတ်ဒါမှမဟုတ်ရုရှားစီကနေပြုတ်ဝက်အကူအညီတွေရှာဖွေနိုင်ပါတယ်။ ဒါပေမဲ့ဒါဟာကုလသမဂ္ဂရဲ့ပိတ်ဆို့မှုတွေကိုချိုးဖောက်တာနဲ့တူညီမှာဖြစ်ပါတယ်။ရုရှားဟာလက်ရှိမှာယူကရိန်းစစ်ပွဲကြောင့်ရုန်းကန်နေရတာမို့ဘလောက်အထိအထောက်ပံ့ပေးနိုင်လဲမဆိုတာမရှင်းလင်းပါဘူး။တရုတ်ကတော့မြောက်ကိုရီးယားကိုလုံးဝစွန့်ပစ်ထားတာမဟုတ်ပေမဲ့အစိုးရရဲ့စွန့်စားမှုတွေအတွက်အကန့်အသတ်မရှိထောက်ခံမှုပေးကြမှာမဟုတ်ပါဘူး။ပိတ်ဆို့မှုတွေကိုစိုးရိမ်နေတဲ့ပေကျင်းအစိုးရဟာတင်မော့တိဆောက်ရေးအကူအညီကိုပုံမွေလင်းလင်းပေးဖို့ကိုရှောင်ကြဉ်နိုင်ပါတယ်။ဒါဟာမြောက်ကိုရီးယားရဲ့ရေတက်ခင့်မီအောင်လှုပ်ဆောင်မှုကိုကန့်တတ်နိုင်ပါတယ်။ ဒါပေမဲ့လည်းကင်ဂျုံအန်းဟာတရုတ်ထံရုရှားပေါ်ပို့ပြီးမျှော်လင့်ချက်ထားနိုင်ပါတယ်။ရုရှားပေါ်နောက်နိုင်ငံရဲ့ပိတ်ဆို့မှုတွေပုံမပြင်းထန်လာတာနဲ့အမျှရုရှားဟာမြောက်ကိုရီးယားလိုတီးခြားရက်တည်နေတဲ့နိုင်ငံတွေနဲ့စစ်ရေးနဲ့နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုကိုအစားထိုးရှာဖွေနေပါတယ်။ကင်ဂျုံအန်းဟာစစ်ဘက်နည်းပညာဖလှယ်မှုနဲ့လက်နက်ထောက်ပံ့မှုလိုကိစ္စရပ်တွေမှာမော်စကိုနဲ့တကားအချို့ကိုဖွင့်ထားပါတယ်။မြောက်ကိုရီးယားကရုရှားကိုအမြောက်ကြီးဒါမှမဟုတ်ဒုံးကျည်တွေထောက်ပံ့နေတယ်ဆိုတဲ့ပြောဆိုမှုတွေတောင်ရှိပါသေးတယ်။ ရုရှားကတော့မြောက်ကိုရီးယားကိုရေချောင်းနှီးပညာနဲ့ပယ်ထိန်တုံးကြီးဆိုင်ရာနှီးပညာကျွမ်းကျင်မှုတွေကိုမျှဝေပေးနိုင်ပါတယ်။မြောက်ကိုရီးယားဟာသူ့ရဲ့ရေတပ်သင်္ဘောတွေတိစောက်ရမှာမအောင်မြင်ခဲ့ရင်ဒီနယ်ပယ်မှာရုရှားနဲ့ပူးမုံပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒရှိလာနိုင်ပါတယ်။ရုရှားသင်္ဘောတိစောက်ရေးလုပ်ငန်းဟာဆိုဗီယက်ခေတ်အမွေနှစ်ရှိပေမဲ့ရုရှားရေတပ်ကတော့စီးရေးခေတ်ကုံဆုံးပြီးကြတဲ့ကရုန်းကန်နေရပါတယ်။ဒါပေမဲ့လည်းမြောက်ကိုရီးယားဟာအ ਨੇ စုံအင်ဂျင်နီယာပိုင်းဆိုင်ရာအထောက်ပံ့နဲ့သင်္ဘောဒီဇိုင်းတချို့နဲ့အတူထပ်မံကြိုးစားနိုင်ပါတယ်။ ဒါဟာပျုံယန်းဟာနိုင်ငံခြားကျွမ်းနေမှုတွေကိုလက်ခံဖို့ဆန္ဒရှိတယ်လို့ဆိုလိုပေမဲ့မြောက်ကိုရီးယားရဲ့လျှို့ဝှက်တဲ့သဘာဝနဲ့တခြားနိုင်ငံတွေပေါ်မိခုံမှုကိုမလိုလားတဲ့သဘောထားကလည်းလူသိများပါတယ်။တစ်ဖက်မှာတော့နိုင်ငံတကာဖဲချင်းခံထားရတဲ့ရုရှားဟာမြောက်ကိုရီးယားလိုနိုင်ငံတွေနဲ့ပုံမှန်နီးကပ်လာခြင်းဖြင့်အမေရိကန်ကိုစန့်ကျင်တဲ့ဘုံမျက်နှာစာတစ်ခုတိဆောက်လိုကြောင်းအချက်ပြနေပါတယ်။မြောက်ကိုရီးယားရေတပ်သင်းမောနှိမ့်မှုဟာရုရှားအတွက်ရေကြောင်းဆိုင်ရာအထောက်ပံ့ပေးဖို့ခွင့်ရေးတစ်ခုဖြစ်ရှုမြင်နိုင်ပါသေးတယ်။ ဒါပေမဲ့လည်းဤပညာလွှဲပြောင်းမှုကတော့ထင်သလောက်လွယ်ကူမှာမဟုတ်ပါဘူး။ဒါပေမဲ့မော်စကိုဟာနိုင်ငံတကာစီးမြင်တွေကိုမလိုက်နာပဲလက်နက်တွေရောင်းချတာဒါမှမဟုတ်ဤပညာဆိုင်ရာကျွမ်းကျင်မှုတွေပေးနိုင်ပါတယ်။ဒါကတော့ကိုရီးယားကျွမ်းဆွယ်မှာတင်းမာမှုတွေကို တိုးလာစေပြီးအမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့တုံ့ပြန်မှုကိုဆွဲဆောင်နိုင်ပါတယ်။အန်ဒီရီဘလောက်ကြီးကြီးမဆိုရောက်ကိုရီးယားဟာဒီနယ်ပယ်မှာအထောက်ပံ့ရှာဖွေမှုမဖြစ်မနေလိုအပ်မယ်လို့ခန့်စားရပါလိမ့်မယ်။ရောက်ကိုရီးယားရဲ့ဖြတ်သိမ်းမောင်းနှိမ်မြှုပ်မှုဟာစည်ရေးနိုင်ငံရေးနဲ့ လူမှုရေးရှုထောင့်ပေါင်းစုံကနေစိန်ခေါ်မှုတွေအများကြီးကိုဖော်ထုတ်ပြသလိုက်ပါတယ်။ဤပညာပိုင်းချုပ်ရင်းချက်တွေကနေစပြီးနိုင်ငံတကာဖဲချင်းခံရမှုရဲ့တက်ရောက်မှုတွေအထိဒီဖြစ်ရပ်ကပြုံရန်အစိုးရရဲ့အားနည်းချက်တွေကိုအထင်ရှားပြသလိုက်တာပါပဲ။ကင်ဂျွန်ရဲ့ဒေါသတကြီးတုံ့ပြန်မှုနဲ့ရုရှားနယ်ဖြစ်နိုင်ခြေရှိတဲ့ပူးပေါင်းဆောင်ရွက်မှုကောလာဟလာတွေကလည်းဒီဖြစ်ရပ်ရဲ့နောက်ွယ်ကရှုပ်ထွေးတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကိုထင်ဟပ်နေပါတယ်။မြောက်ကိုရီးယားရဲ့စစ်ရေးဝါဒဖြန့်ချိမှုတွေဟာအပြင်လောကကအမှန်တရားနဲ့ဘလောက်ကွာဟနေသလဲဆိုတာ ဒီအဖြစ်ပြက်ကပြပြပြသလိုက်တယ်လို့ကိုရီးယားကျွန်းဆွယ်ရဲ့တည်ငြိမ်ရေးအပေါ်ဘလို့ရိုက်ခတ်မှုတွေရှိလာမလဲဆိုတာကိုလည်းဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။